ဆုံးရွာလာတဲ့ကျမ်းမာရေးချင်းနေကြောင်အသက်အန္တရာယ်ဆုံးရင်နေရတဲ့အစွမ်း Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာကျောင်းရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့ကျောင်းရာတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ပရိသတ်တွေချစ်စနိုးလို့ခေါ်တဲ့စွမ်းဆိုတဲ့စွမ်းစာနီကတော့လက်ရှိအချိန်မှာတမ်းမာရေးချင်းနေကြောင်းစင်းယုံတက်ရောက်နေရတယ်လို့သိရပါဗျ။ စွမ်းစားနေကလွန်ခဲ့တဲ့နှစ်များစွာကလေးကကျန်းမာရေးချူချနေတာဖြစ်ပါတယ်အဒီကတော့အရက်ကိုအရန်ကိုတောက်ခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အသေးတွေကမကောင်းတော့ဘူးလို့သိရပါတယ်လွန်ခဲ့တဲ့ရက်ကဆိုရင်လဲစွမ်းကပွဲတစ်ခုလက်ခံထားပါတယ်အဲ့ဒီပွဲမှာသူကိုယ်တိုင်ကပြဖြောပြဖို့အစအဆုံးပြင်ဆင်ထားပြီးကမှကျန်းမာရေးချိန်နေဆိုးရွားလာလို့ပွဲကိုဖျက်လိုက်ရတာဖြစ်ပါတယ်ပရိသတ်တွေကလည်းစွမ်းတယောက်အရင်လိုမျိုးလိမ့်လိမ့်မမနဲ့အလုတ်ကိုကြိုးကြိုးစားစားလောက်တာမျိုးကိုမြင်စေချင်တာပါတော်တော်များများကပရိသတ်တွေနဲ့ဝေးကွာသွားပြီဆိုရင် ပရိသတ် တွေကအဲ့ဒီအမှုပညာရှင်ကိုမေးတက်ကြတယ်ဆိုပေမဲ့စွမ်းစာနီရဲ့ဇက်တဲ့ပင်ကိုတော့ပြည်သက်တွေကဒီကနေ့ထိတိုင်မျှော်လင့်နေကြဆဲဖြစ်ပါတယ်။နောက်ပြီးစွမ်းတယောက်ရှင်လို့ရုပ်ရှင်တွေပြန်ရိုက်တာတွေဇက်ပြန်ကာရာတွေကိုကြီးကြံလို့မျှော်လင့်နေကြတဲ့အမှုပညာရှင်တွေနဲ့တငယ်ချင်းတွေကလည်းတော်တော်လေးကိုများများဆဆရှိတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ကတော့စွမ်းကကျမ်းမာရေးချင်းနေဆိုးရွားလာလို့စိမ့်ယုံတက်လိုက်ရတာအခုဆိုရင်6ရက်တောင်ရှိနေပြီလို့သိရပါတယ်။စစ်စစ်မှုတွေအရာ စွမ်းရည်အသေးကလက်ရှိရှိရမယ့်အနေအထားတက်တော်တော်လေးကိုကြီးမားနေရလို့သိရပါဗျ။ အရက်သောက်သုံးသူတွေမှာဖြစ်တတ်တဲ့အသေးကြီးတဲ့ယောဂကိုစွမ်းကခံစားနေရတာပါအသေးကြီးတာမှာပုံမှန်အတိုင်းမဟုတ်ပဲကိုးစားဆယ်စားလောက်ကိုကြီးနေရလို့သိရပါတယ်ဒါအပြင်အဆိုင်ယောဂနဲ့အတူမိုးချုံအိမ်ယောဂကိုပါဖြစ်နေတာဖြစ်တဲ့အတွက်စွမ်းရဲ့ကျန်းမာရေးကတော်တော်လေးကိုဆိုးရွားတဲ့အနေအထားကိုရောက်ရှိနေတာပါအချိန်မီ ကုသမှုတွေမခံမှုဆိုရင်အသက်အန္တရာယ်ကိုစိုးရင်ရပါတယ်ဒါအပြင်စွမ်းကိုအသေးအစားထိုးဖို့အတွက်လည်းအားလုံးကတိုက်တွန်းနေပါတယ်အသေးအစားထိုးကုသနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်နေကြတာပဲဖြစ်ပါတယ်စွမ်းကိုချင်ရတဲ့ တယ်။သဘင်သေးရီနဲ့အမှုပညာရှင်တွေကတော့ ။စွမ်းတယောက်ကအရက်ကိုအလွန်အကျွံတောက်တုံးခဲ့မှုတွေကြောင့်အခုလိုဖြစ်ခဲ့ရတာဖြစ်လို့စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီးစွမ်းတယောက်အရင်လိုတန်းတန်းမာမာနဲ့အလုပ်တွေကိုပြန်လုပ်တာလည်းမြင်စေချင်တယ်လို့စွမ်းကိုပို့ပြီးတော့လည်းလိန်မာစေချင်တာပေါ့။လွန်ခဲ့တဲ့နှစ်တုန်းကတော့စွမ်းကသူ့ကိုသူပြုပြင်တဲ့အနေနဲ့ဒေါင်လဘဲဝတ်ခဲ့ပြီးအရက်ကိုဖြတ်ခဲ့ပါတယ်။နောက်ပြီးအမှုပညာအလုပ်တွေကိုတက်နိုင်တဲ့ဘက်ကနေတချို့တလေကိုပြန်လုပ်ခဲ့ပါတယ်။ပွဲတွေမှာလည်းပရိသတ်တွေကစွမ်းရဲ့ကပွန်ကဟန်လေးတွေကိုပြန်လည်မြင်တွေ့ခဲ့ရလို့ဝမ်းသာနေကြရတာပေါ့။ဒါပေမဲ့အကျဉ်းတစ်ခုကိုဖြ ောက်လို့မရတလို့ပဲစွမ်းကလည်းသူတိတ်ဆိုင်တဲ့အရက်သေးစားတောက်စားခြင်းကိုဖြောင်းပြလို့မရတာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာတော့ဒုက္ခလလကိုခံစားနေရတာဖြစ်ပါတယ်။နောက်ပြီးစွမ်းကအကြောထုံးတဲ့ယောဂရီလည်းရှိနေလို့ခြေထောက်တွေလက်တွေကတာမန်လူတွေလိုမျိုးသွာလာလို့မကောင်းပဲတုံဆိုင်နေတတ်တာပဲဖြစ်ပါတယ်။စွမ်းတယောက်ကတော့ကိုယ့်ရဲ့မိုက်ပြစ်တွေကိုခံစားနေရတဲ့ဆိုပေမဲ့ပရိသတ်တွေကအဲ့လိုဖြစ်တာမျိုးကိုမမြင်ချင်းကြပါဘူး။အရင်လိုပျော်ရွှင်နေတဲ့စွမ်းကိုပဲမြင်စေချင်တာပါ။နောက်ပြီးထူးချွန်ထမြက်တဲ့သူတယောက်ကအခုလိုမျိုးဖြစ်သွားခဲ့ရတာဖြစ်တဲ့အတွက် အားလုံးကလည်းနှမျောနေတာပါစွမ်းရဲ့ဗီဒီယိုဇာတ်ကားတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းတကယ်ကိုဒရမာကားတွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီးဇာတ်ပင်မှာဆိုရင်လည်းစွမ်းစာနီရဲ့လိုနာမည်တစ်လုံးနဲ့ရက်တည်နိုင်ခဲ့တာပါအရင်လိုအချိန်တွေပြန်ရောက်နိုင်ဖို့အတွက်ကိုရောစွမ်းကအများကြီးစူးစမ်းအောင်မှာဖြစ်ပါတယ်အရင်ဦးဆုံးတော့ကျမ်းမာရေးအကောင်းဆုံးဖြစ်အောင်စူးစမ်းအောင်မှာဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအရက်အလွန်ကြောင့်တောက်တုံးတာကြောင့်စိုးရွားတဲ့ကျမ်းမာရေးဒုက္ခကိုခံစားနေရပြီးအတန်အနေစိုးရိမ်နေရတဲ့စွမ်းပေါ်ဘယ်လိုရီ ်ဆူတောင်းပေးကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှိသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်